ဆိုင်းဆရာနေစုတော်ရဲ့ရှေ့နေမလေးမေဆန်ရှာနဲ့တင်းနေကမာတော်ကြာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်း7မောင်ရိပ်ကြတော့တနေရာမှာကားနဲ့တစီရပ်ထားသည်ကားအတွင်းမီကိုဖိတ်ထားသဖြင့်ကားထဲမှာထိုင်နေသူကိုအပြင်းမပြပြပြင်းပြင်းမမြင်နိုင်မိသူမီဝါဟူ၍မကွဲပြနေရာကလည်းလူပြတ်သောနေရာ အချိန်ကညကာလာ မြည်သည့်အကြံနဲ့ထိုကားရက်နေပါသည်။မြည်သူကိုစောင့်နေသည်။ကားထဲမှထိုင်နေသူကသူ၏လက်ပံနိုင်ကိုငုံကြည့်သည်။ညကြည့်မိဖြင့်နိုင်တတ်တံများကိုမြင်ရသည်။9နာရီထိုးဖို့9မိနစ်။သူရှိကိုမျှော်ကြည့်နေသည်။မကြာမီကားမီရောင်တစ်ခုကိုအဝေးမှလှမ်းမြင်ရသည်။ကားကဒီနေရာသို့ဦးတည်လာနေသည်။နီးလာသည် ပြီးတော့မလန်းမကန်းမှရက်သွားသည်။ကားမီပိတ်သွားသည်။ ပထမရက်ထားသောကားကကားရှင်မိကို ဖွင့်လိုက်ပြီးပြန်မှိတ်သွားသည်ပြီးပြန်ဖွင့်ဤပြီးလင်ပြန်မှိတ်ဤနှစ်ကြိမ်ဒုတိယရောက်လာသောကားကလည်းကားရှင်မိကိုဖိတ်ထားရမှ ဖွင့်ပြီးပြန်မှိတ်သည်ပြီးနောက်ပြန်ဖွင့်သည်ပြီးလင်ပြန်မှိတ်သည်နှစ်ကြိမ်တခဏငြိမ်သွားသည်ထို့နောက်ကားနှစ်စီးလုံးမှကားတကားများဖွင့်လာ၏ကားပေါ်မှလူအသီးသီးထွက်လာကြသည် ရက်ဆောင်နေသောဂါရဲမှထွက်လာသူကယောက်ျားတူဖြစ်ပြီးဘောင်းမီအနက်အကောက်အနက်နဲ့ညချင်းအုတ်ထုတ်ကြီးလည်းဆောင်းထားသေးသည်မျက်နှာအောက်ပိုင်းကိုလည်းပဝါပြင်းစည်းထား၏သူကလက်ထဲတွင်စက်ကူအိတ်ကြီးတစ်အိတ်ကိုခြင်ထားသည်ဒုတိယရောက်လာသည့်ဂါရဲမှထွက်လာသူကတော့အမျိုးသမီးဖြစ်၏အချိုးဆက်ကြနာလှပါတော့လဲအသက်အရွယ်ကတော့မငယ်လသူမကလည်းလက်ထဲမှာအိတ်တလုံးကိုဆွဲထားသည် သူနှင့်သူမတို့ကားများစီမှရှေ့သို့တိုးလာကြပြီး ညနေချင်းစာရလိုက်သည်သူ့ကိုသူကြည့်နေသည်ပစ္စည်းပါရလားအမျိုးသမီးကမေး၏အတန်မာမပြတ်၏ပါပါတယ်ငွေကောအမျိုးသားကပြန်မေးသည်အတန်ကဩသည်မပီမတာဖြစ်သည်ယော့အမျိုးသမီးကအိတ်ကိုကမ်းပေး၏အမျိုးသားကလှမ်းယူပြီးသူကင်ထားသောဆက်ကူအိတ်ကိုလှမ်းပေးသည် အလဲအလံမှာတခဏနှင့်ပြီးသွားသည်နောက်ထပ်မနောက်ရက်ပါနဲ့စိတ်ချပါလူချင်းခွဲကကြောက်ခိုင်း၍ မိမိတို့ကားရှိရာသို့ပြန်လှည့်သွားကြသည်ကားပေါ်သို့အတီးတီးပြန်ထက်ကားကားကိုဥတီထားသည့်အတိုင်းပြန်သူမောင်းထွက်ကြ၏ကားနစီပေးချင်းရှင်၍ဖြတ်သွားကြသည် မြို့သားကဘေးကိုလှမ်းကြည့်ရှေ့ကိုသာဥတီ၍မောင်းသွားသည် အမျိုးသမီးကမူဘေးမှကားအဖြတ်တွင်မောင်းသူကိုငှက်ကြည့်သည်ပြီးလင် ပြုံးလိုက်သည် နာကျင်ပြုံးကားနောက်မီနီနီများကြောခိုင်းဝေးကွာသွားကြသည် စင်းရုံဤစင်းကြံလန်းတိုင်းဥကြုံမြတ်တလန်းချင်းအိမ်ဒီရစွာလှမ်းလျှောက်လာသည်ခြေလန်းမှန်မှန်ခြေတန်ရဲရဲနှင့်ရင်ကိုကောက်ကောင်းကိုမော့လျက်ပြင်ပစင်းရုံမှုစုံစမ်းရလွယ်သည် ကောင်းထာမှာမေးလိုက်သည်နှင့် လူနာ၏အခန်းကိုတန်း၍သည်သည် အခန်းအမှတ်200ကိုဒုတိယဓာတ်သို့တန်းလီကားဖြင့်တက်လာခဲ့ပြီးအခန်း200ရှိရာသို့ဥကြုံမြတ်ရောက်လာခြင်းဖြစ်သည်ဖြတ်တန်းလာရာအခန်းနံပါတ်များကိုဥကြုံမြတ်က မျက်လုံးဖြင့်ပင်၍ရှာကြည့်ရှုလိုက်နေရာချနေရာခွန်နေရာရှစ်ရှားကြီးကျွန်တော်တို့အောင်ပြီဘာလဲကွာရှင်နေမှာစိတ်အောင်ရောက်သွားပြီဒီကြလားတတိရတာပဲရှားကြီးတော့လေ့လာကြည့်ပါတပည့်ကျော်လမ်းတော်ဖို့တုတ်ထမ်းမှရတော့ဖုံးကြဥကျော်မြတ်ရောက်လာခဲ့ခြင်းဖြစ်သည် အခန်းအမှတ်200ကိုရှင်မှာရက်လိုက်သည်ထိုချိန်တွင် အခန်းတကာပွင့်လာ၏ထွက်လာသူမှာကိုနေတော့ ဥကြုံမြိုက်ကိုမြင်သည်နှင့်ကိုနေတော်ပြန်လာနှီးရဲသွားသည်ခရခရဘာလာလောက်တာလဲဒေါသဖြင့်တုန်ခတ်နေသောအမေရင်းနှင်းဆန့်ကျင်စွာဥကြုံမြိုက်ကအပြုံးဖြင့်ကြည့်ကျုံမိတ်ဆွေရှေ့နေမှလေးစိတ်ယုံတရတဲ့တရင်ကြလို့လာမိတာပါရုတ်တရက်ထွက်လာရလို့ပန်းစည်းတွေပန်းသီးတွေဝဲမလာနိုင်တာခွင့်လို့ပါဘာဖြစ်လို့စိတ်ယုံတရတာလဲချီနေရောဘလို့လဲမလို့ပါဘူးခင်ဗျာလာကြည့်ဖို့မလို့တလို့ခင်ဗျာတဲ့ဒီမေးဖို့လဲမလို့ထင်ပါတယ် ဒီလောက်ကြီးစိတ်ငါရင်သီးတဲ့ဇာတိမပြောရနဲ့မောင်ရဲ့အလောက်ကတခြားလူမှုဆက်ဆံရေးတခြားလေ လူလူချင်းမေတ္တာထားပြီးဆက်ဆံရမှာပဲမဟုတ်လားကိုနေတော်ကမဲ့ပြုံပြုံးလာ၏သူတော်ကောင်းစီက သူတော်ကောင်းစကားကြတာကြက်တီရလည်းရှိစိတ်ချမ်းသာကြလည်းကောင်းပါတယ်အနှစ်သာရရှိပြီးအင်တန်မြင့်မြတ်တဲ့ဇာကလုံးတွေကိုတရားမရှိတဲ့သူစီက ကြားရတာတော့နှမျောဖို့ကောင်းတယ်အကောင်းဆုံးကြံပေးနေတာကတော့ခမဒီကနေလက်ပြန်ဖို့ပါပဲအထက်ဝင်ပြီးကြည့်ခွင့်ပေးတော်မူလားမောင်ရင်ကျုပ်မိတ်ဆွေလေးရဲ့မျက်နှာကြည့်ပြီးအားပေးခြင်းလိုပါရံဝင်ကြီးကတခြားဘယ်သူနဲ့မှတွေ့ခွင့်မပြုဘူးစီအဝင်ကြီးခွင့်ပြုရင်တော့ကျုပ်ခွင့်မပြုနိုင်ဘူး။ဝမ်းနည်းစရာပါပဲလား။ဦးကျော်မြတ်ကခြေနှချင်းကို ဖုံးကွယ်မြတော်မျက်နှာဖြင့်အခန်း မန်တကားချက်ကိုဖြတ်ခါအတွင်းတို့ကြည့်သည်အိုးစီးပိုက်တွေတန်းလန်းနေပါလားအသက်အန္တရာယ်ဆိုရင်ရလားဘာမှဆိုရင်ဇာမရှိဘူးမေဆန်ရှာဘတ်တမာသူတွေရဲ့လက်ချက်နဲ့ဘတ်တော့မှမသိနိုင်ဘူးသူ့ကိုတမာဒေဝနတ်ကောင်းနတ်မြတ်တွေကစောင့်ရှောက်ပေးနေတယ်စိတ်ကောင်းပါဘူးဒါဆိုမနေ့ပြန်တရားရုံးကိုလာနိုင်ပါမလားကျုပ်ကတရားရုံးမှာသူ့ကိုတွေ့ဖို့စောင့်နေတာဆိုရင်မှနဲ့သူရောက်လာမှာပါ ကောင်းပါလိကွယ်လာနိုင်အောင်ကြိုးစားပါလာနိုင်မှစီလို့ကျုပ်စုထောက်ပါတယ်ကဲကျုပ်ကိုပြန်ခွင့်ပြုပါပြန်နေတော့ကြပြီဦးကျော်မြတ်ကအပြုံးတဝင်ဝင်ဖြင့်ကိုနေတော့ကို ကြည့်ပြီးပြန်ရန်လှည့်လိုက်သည်ပြီးမှခြေလမ်းမရွှေ့သေးပဲလမ်းကိုပြန်ခဲ့ကတခုတော့ပြောချင်တယ်ဟုပြောသည်ကိုနီတော်ကဘာမှပြန်မပြောဘဲစိမ့်စိမ့်ဆူဆူကြည့်နေ။ကျုပ်ကို ရှင်ပိုင်တဲ့သူတွေကဘာကြောင့်မှမသိဘူးကံမကောင်းခြင်းတစ်ခုခုကိုလက်ဆောင်ရသွားတတ်ကြတယ်မောင်ရင်ဒါကြောင့်ကျုပ်သူ့ကိုမေတ္တာနဲ့ပြောခဲ့တာဒုက္ခကိုမလို့ဒုက္ခကိုလိုချင်ရင်ကျုပ်ကိုရင်ဆိုင်ဖို့မကြိုးစားပါနဲ့လို့သူကမှနားမထောင်တာအင်းလေးဖြစ်ပြီးမှတော့စိတ်မကောင်းရင်ကလွဲလို့ဘာရှိတော့မှလဲတာရင်မောင်ရင်တာပြီဥကြောင်မြတ်ကအလာတော့ကလိုပင် ခြေလမ်းမှန်မှန်ဖြင့်ပြန်ထွက်သွားသည်ကိုနေတော်ကအခန်းတွင်းသို့ဝင်သေးပဲရက်ကြံရိတ်ခဲ့၏ ဆင်းရဲပေါ်မှာဇင်းပြီးကားစီတို့ပြန်ရောက်သည်နှင့်ဥကြောင့်များကသူ့ဘုံကိုဖွင့်သည်။ "Hello, ရှင့်နေကြီး။အာ၊ဘာမှမဆိုရင်လည်းရောဗျာ။ခင်ဗျာပြန်ပဲကြီး။ကြိုးဝိုင်းနဲ့ရမလာနိုင်တော့ဘူး။ဆင်းရဲပေါ်မှာမြော့မြော့ပဲ။အာ၊အေး၊မနေ့ပြန်တရားရုံးကြမှာ တွေ့မယ်လေဗျာ။ရှင့်နေကြီး။တစ်ဖက်သက်ထုံးနှက်ဖို့သာပြင်ဆင်လိုက်ပြီတော့။ဘုံကိုဖိတ်ကားကားထဲသို့ဝင်သည်။ပြီးလင်ကားလေးကိုအရှိန်ပြင်းစွာ မောင်းထွက်သွား၏။ စေယုံဒုတိယတဲ့အမှန်ပြတင်းမှရက်ကြည့်နေတော့ကိုနေတော့ကိုဥကျော်မြတ်မြင်မသွားတိုင်းတရားယုံအမှုစင်မြေချင်းကနီးကန့်နေပြီဖြစ်သည်တရားခွင်တို့ဥကျော်မြတ်နဲ့ဇနီးဖြစ်သူတော်ခင်ခင်ကြီးရောက်လာပြီတရားခံပြင့်ရင်ဆိုင်စစ်စည်းခံရမည့်ရဲကောင်းမြတ်သည်လည်းရဲမှုနှင့်အတူရောက်ရှိနေပြီတရားလူပြတ်သက်သည်ဖြစ်သော သူရကိုတင်ဦးမတန်းသူတို့လည်းရောက်ရှိနေကြပြီတရားခံကျိုးဆောင်ဖြင့် လိုက်ပါဆောင်ရွက်မည်ရှိနေကြီးဦးမင်းထွေးနောင်သည်လည်းရောက်ရှိနေခဲ့ပြီတက်ခွင်းတို့ရောက်ရှိမလာကြသေးသူများမှာဦးထွေးနှင့်တရလိုဖြစ်သည့်မာလာပြီးတော့တရလိုကျိုးဆောင်ဖြစ်ဆောင်ရွက်မည်ရှိနေမှာလေးမေဆန်ရှာရဲကောင်းမြတ်ကတက်ခန်းထိုင်ကုန်တွင်ထိုင်နေတော့လဲမျက်နာကမာမာတင်းတင်းရှိနေသည်ဘာကုန်မှအမှုမတားသည့်တရန်ကအထင်ရှားပေါ်နေ၏ဦးကြံမြတ်ကဇနီးတန်ဤမျက်နာကိုငှဲ့ကြည့်ပြီးဘာမှမပူပါနဲ့ခင်ခင်ခုခတ်တိုးတိုးပြောသည် သူတို့ဘက်ကအခုထိဘယ်သူမှရောက်မလာသေးဘူးနော်။ဒေါကင်ငင်ကြီးကအခန်းဝသို့လှည့်ကြည့်ရင်းပြောသည်။ဥကျော်မြတ်ကပြောင်းလိုက်။ခင်ခင်မိရောက်ကြကြောင်တိတယ်မဟုတ်လား။ဘယ်တော့ကလဲပြူတာကြုံခဲ့ရဘူးလို့လေ။ဒီနေ့တရားလိုကောင်းမလေးရလဲမလာနိုင်။တရားလိုကျိုးဆောင်ရှိနေမလေးလဲမလာနိုင်ဆိုတော့ပွဲကတပတ်တက်ကြီးကိုဖြစ်နေမှရှိနေမလေးကမလာနိုင်ဘူးလေလား။ကိုကြီးဘလို့သိလဲ။ ခင်ခင်ကိုမပြောပြသေးလို့ရှေ့နေမှလေးစေုံရောက်နေတယ်လေမွေးကပ်ခံရလို့ဟင်ဟုတ်လားဒီမလားရှင်မလားတခုခုပဲနောက်ဆုံးမသိဘူးဆိုရင်တောင်တက်ခွင်လာပြီးကိုကြီးမျက်နာကြည့်ဖို့ तू မဝေ့တော့ပါဘူးကွာမှတ်လောက်သွားပါပြီမှတ်သွားလောက်ပါပြီရှင်နေကြီးဦးမေထွန်းတော်ကအကျိုးဆောင်ကုံမှလမ်းကြည့်တဲ့ပြင်ဥကြုံမြတ်ကပြုံးပြလိုက်သည် ထိုပြုံးထိုကြည့်တွေမှာတိတ်ပဲများစွာပါဝင်သည် အောင်နိုင်သူများ၏ပီတိရိတ်များကျေနပ်မှုများတရားရုံးဝန်ထမ်းများပင်တရားခွင်များရှိရာသို့ဝင်ရောက်လာကြပြီမကြမီတရားသူကြီးကြွရောက်လာတော့မည်ဥကြုံမြတ်ကနာယီကိုငုံချင်ရင်ဝင်ဝင်ပပထက်မှန်ပြုံးနေမိထိုချိန်မှာပင်တရားခွင်တွင်သို့လူသုံးယောက်ဝင်လာသည်ဥထွေမတ်လာမြင့်နှင့်မာလာဥကြုံမြတ်ရောတော်ခင်ခင်ကြီးပါအံ့အားတင်သွား၏ရဲကောင်းမြတ်မြတ်လုံးတွေထိတ်တလန့်ပြူးကျဲသွားသည် ။ဦးမင်းထွေးနောင်ဘင်လင်အံ့ဩရိတ်ကိုမဖုံးဖိနိုင်။ဦးထွေးနှင့်မလာမြင်က မာလာကလေးကိုတစ်ဖက်စီမှ တွဲကထိုင်ကုန်များရှိရာသို့ခေါ်လာသည်။မာလာကလေးမျက်နှာမှာမူခံစားမှုကင်းမဲ့နေစဲပင် ဖြစ်သည်ဟုဆိုရမည်။ရုပ်ကလေးတယောက်ပေါ်မှာသာဖခင်တို့နေရာချထားပေးသောနေရာတွင်ဝင်းထိုင်ရှာ၏။မျက်လုံးကလေးတွေကကြောင်တောင်တောင်နေ။ကိုကြီးကိုကြီးဟိုမှာကောင်းပါလေ။တော်ကင်ကြီးကတုံရင်သောအတန်နှင့်ဥကြုံမြတ်အားကပ်ပြောသည်။ အချာနေပါသူကဘာမှအရေးမပါပါဘူးသူကဘာမှမပြောနိုင်တော့ဘာမှမပြောနိုင်တော့ဦးကျော်မြတ်ကအိမ်ဒီမပြတ်ဟန့်ထားလိုက်သည်တရခွင်ဆဖို့အချိန်ရောက်ပြီဦးမင်းထွေးနောက်ကလည်းနာယီကိုကြည့်ပြီးမိမ့်မိမ့်ထဲထဲကြီးပြုံးလိုက်သည်သို့တော့ဟာတကားဝါနိုင်ပေါ်လာသူတရသူကရှေ့နေမှလေးမေဆန်ရှာကြီးချစ်သူ ကိုနေတော်ဖြစ်ပြီးနောက်ကိုနေတော်နောက်မှပေါ်ထွက်လာသူက မလာဤကျိုးဆောင်ဖြင့်လိုက်ပါဆောင်ရွက်ရန်တာဝန်ယူထားသော ရှေ့နေမလေးမေဆန်ရှာဦးကျော်မြတ်အသက်ရှူရက်သွားတယ်လို့ဖြစ်သွားသည်ဒါဘလို့ဖြစ်တာလဲမနေ့ကပင်စိတ်ရုံပေါ်မှာပိုက်တွေတန်းလန်းနေယခုတရားခွင်တို့ဝင်ရောက်လာပုံကသူမဤရှိမြဲပုံစံတိုင်းအိန္ဒိယရရတီတီငယ်ငယ်ကြည်ကြည်တန်တန်ခန့်ခန့်ထဲထဲမျက်လုံးဝကြီးများဖြင့်ကြည့်ပြီးပဇက်အဟောင်းသားဖြစ်နေသောဦးကျော်မြတ်အားဒေါခင်ကြီးက ဟိုမှာရှိနေမှလေးမဟုတ်လားဟုတ်တရက်တစီကိုမြင်လိုက်ရတယ်လို့ခြောက်ခြောက်ခြားခြားနဲ့ကဲ့၍ပြောလိုက်တယ်လို့ကျူးဆောင်ခုံမောက်ရှိနေဦးမင်းထွေးနောင်ကလည်းနားမလည်နိုင်စွာအံ့ဩတုန်လှုပ်စွာသောမျက်လုံးများဖြင့်မိစံရှားကိုကြည့်ရင်းဥကြမြတ်ကိုဘလို့ဖြစ်တာလဲဟုသောအကြည့်ဖြင့်လှမ်းကြည့်သည်ရဲကောင်းမြတ်ကလည်းကြက်သေးသေးကတင်းမာသောအမှုရာဂိဝထားသောဟန်များရုပ်ကြီးပြောက်ွယ်လျက်ကနာမငြိမ်သောမျက်လုံးများဖြင့်ဖခင်ကိုလှမ်းကြည့်သည် ကိုနီတော်ကပြုံးရိပ်ပြုံးရောင်များဖြင့်သူတို့အားကြည့်နေသူများကိုအမှုမထားဟန်တည်ငြိမ်ရဲဝင်စွာမာလာတို့ထိုင်နေရာထိုင်ကုန်များရှိရာသို့လှမ်းဝင်လာသလိုမေဆန်ရှားသည်လည်းရဲဝင်သောတည်ငြိမ်သောခြေလမ်းများဖြင့်ကျိုးဆောင်ထိုင်ကုန်ရှိရာသို့ရှောက်လန်းသွားသည်။သူမ၏မျက်နှာသည်ဖြူစင်ရိုးသောမှုဖြင့်ကြည်လင်နေသလိုပေါ်ရွေ၍မမနာကင်းသောအပြုံးဖြင့်ချုံမြနေသည်။တောက်ပဆူးရှားသောမျက်လုံးများမှာရွေ့ရှားကစားခြင်းမပြုဘဲသူမလောက်တွင်သာအာယုံနှစ်ထားသလိုရှိနေ၏။ ထိုင်ကုန်တွင်ဝင်ထမ်းလိုက်သည်မှပင်အိန္ဒိယတိုက်ခါရှိစွာဖြင့်ထိုခိုက်တံကလေးတွင်တရားသူကြီးဦးတီပါသည်ကေတရာဇာချင်းတင်မင်းကဲ့သို့ရဲဝင်တီကြီးချင်းဟန်ပန်ဖြင့်အခန့်တွင်သို့ဝင်ရောက်လာလေသည်တရားခွင်ရှိလူအလုံးတရားသူကြီးအားမတ်တက်ရက်၍အယုဒ္ဓိပေးလိုက်ကြသည်လေးစားရပါသောတရားသူကြီးမင်းရှင်တရားခွင်မှရောက်ရှိနေပြီဖြစ်တဲ့တဲလိုမင်းကလေးမလာတဲကံဖြစ်သူရဲ့လက်ချက်နဲ့ဒီတရားကိမ့်မှန်နေတဲ့အနေအထားကို ရောက်ရှိနေတာကို တရားသူချင်းမင်းနဲ့တကွအားလုံးသောပြိတ္တများလည်းအမြင်ပဲဖြစ်ပါတယ်။ဒီမဟာပြည့်မှုကျွလွန်သူတရားခံကိုကိုယ်တိုင်တွေ့မြင်ခဲ့သူဖြစ်ပါလျက်နဲ့တရားခံဖြစ်သူရဲ့ချိန်တန်များစွာထုရိုက်နှက်ခံရမှုကြောင့်အုံနောက်မှန်ဉာဏ်များချို့တဲ့ခဲ့ရရှာပြီးအာယုံကြောပါထိခံမှုကြောင့်ခန္ဓာကိုယ်ပါလှုပ်ရှားမှုမတန်မစွမ်းဖြစ်နေခဲ့ရပါတယ်။ဒါကိုဆရာဝန်ကြီးရဲ့စေစာမှာလည်းဖော်ပြထားပြီးဖြစ်ပါတယ်။အဲ့ဒီစေစာကိုလည်းတရားရုံးကိုတင်သွင်းထားခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်တရားလုံးမင်းကလေးကို မေးမြန်းခွင့်မပြုပဲတရားလိုများတက်တည်များကိုသာမေးမြန်းခွင့်ပြုပါရန်လေးစားစွာပန်ကြားလျှောက်ထားအပ်ပါရရှင်မေဇန်ရှားရေတန်ကတရားခွင်အတွင်ပိတကြည်မြရှင်းလင်းပြတ်သားစွာပေါ်ထွက်လာသည်အခင်းဖြစ်ပွားခဲ့တဲ့နေ့ညနေကမောင်သူရအလုံလုံတဲ့ရမုံစားတောက်ဆိုင်ကိုဟော့ဟူမှထိုင်းနေတဲ့မောင်ရဲကောင်းမြတ်နဲ့တငငချင်းတယောက်လာပြီးစားကြတောက်ကြတယ်ဆိုတာမှန်ပါသလားမှန်ပါတယ်မောင်သူရကမောင်ရဲကောင်းမြတ်တို့ စားတော့တဲ့ဇပွဲကိုဇပွဲထိုးပေးရတယ်ဆိုတာမှန်ပါသလားမှန်ပါတယ်မောင်သူရကမောင်ရဲကောင်းမြတ်နဲ့သူ့တငယ်ချင်းကိုဇပွဲထိုးပေးရတာဆိုတော့မောင်ရဲကောင်းမြတ်ရဲ့တငယ်ချင်းကိုလည်းတိတိကျကျတွေ့လိုက်မိမှာပေါ့နော်အဲ့ဒီတငယ်ချင်းကဟော့ဒီဓာတ်ပုံပန်ရှင်မဟုတ်လားမေဆန်ရှားကဓာတ်ပုံတစ်ပုံကိုမောင်သူရအားထုတ်ပြလိုက်သည်မောင်သူရကအတိအကျကြည့်ဟုတ်ပါတယ်သူ့နာမည်ကမောင်တောင်းထိုင်လို့ခေါ်ပါတယ်အဲ့ဒီမောင်တောင်းထိုင်နဲ့ရဲကောင်းမြတ်က ဇိုင်းတောင်ရင်မိန်းကလေးတယောက်ကြောင့်ပြောဆိုခဲ့ကြတယ်။အဲဒါကိုဇပွဲထွေးမောင်သူရကကြားခဲ့တယ်။အဲဒီညသူ့တူရှင်အပြန်မှာငါလက်ခုပ်ထဲကရေဖြစ်အောင်လောက်ပြမယ်လို့ဂျဲကောင်းမြတ်ကပြောခဲ့တာကိုမောင်သူရကြားခဲ့တယ်မဟုတ်လား။ကျွန်တော်တီတီချာချာမကြားပါဘူး။မောင်သူရကျမကိုကြည့်ပြီးတီတီချာချာရဲရဲဝင်ဝင်ပြောပါ။ဘာကြောင့်ကျမကိုတဲ့တယ်မကြည့်ရဲတာလဲ။ကျမကမောင်သူရကိုဘာမှအန်ဒီရယ်မပေးပါဘူး။ဟုတ်ဟုတ်ကဲ့ မောင်တောင်းထိုက်ကရဲကောင်းမြတ်ကို မင်းသူ့ကိုမရနိုင်ပါဘူးသူကအိန္ဒိယတိတ်ခါရှိတယ်ကွာလို့ပြောတဲ့ခါမှာရဲကောင်းမြတ်ကဟိတ်ကောင်တာမာတာပြီးရင်ငါနဲ့လိုက်ခဲ့မင်းငါကိုဆရာတင်သွားရမယ်ငါစီစဉ်ပြီးသားဒီညပွဲသိမ်းမယ်လို့ပြန်ပြောတယ်မဟုတ်လားကျွန်ကျွန်တော်မကြားမိပါဘူးမောင်သူရကြဲကြဲဖြေပေးပါမကြရင်မကြဘူးဆိုတာကိုတရားရုံးမှာအမှန်တိုင်းပြောနိုင်ပါတယ်။ဘာလဲ တရားသူချင်းမင်းကိုကြောက်နေလို့လားမဟုတ်ပါဘူးဒါဖြင့်ကျမကိုကြောက်လို့လားဒါမှမဟုတ် တခြားကြောက်ရမယ့်သူတွေရှိနေသလားဦးမင်းထွေးနာကထာယာမဆက်ခနေထားသည်ကန့်ကွက်ပါတယ်ဂျိုးဆောင်ကမုနဲ့မဆိုင်တာတွေမေ့နေပါတယ်ကျမကတရားရုံးတွေ့ကြုံမရှိလို့ကြောက်ရွံ့နေပုံရတဲ့မောင်သူရကိုအားပေးနေတာပါချိတ်ချောက်နေတာမဟုတ်ပါဘူးပြီးတော့သူက ကျမတို့ရဲ့တရားလူပြတ်တက်သေးတာတရားသူကြီးဦးဒီပါက ်ဆက်မေးပါဟုခွင်ပြုသည်ဦးမင်းထွေးနောင်ပြန်ထိုင်သွား၏မေဆန်ရှားကပြုံး၍ရဲကောင်းမြတ်နှင့်မောင်တောင်းထိုက်တို့စားတောက်ပြီးဒုရကထွက်သွားကြတယ်ဆိုတာမှန်ပါသလားမှန်ပါတယ်စားတောက်ဆိုင်တွေကအတူတူထွက်ပြီးရဲကောင်းမြတ်ရဲ့ကောင်းနဲ့အတူတူထွက်သွားကြတာနော်ဟုတ်ဟုတ်ပါတယ်ဘယ်ချိန်လောက်ရှိမလဲမောင်သူရမိုးမချုပ်ခင်လေးပါငားနာရီခွဲလောက်ဖြစ်မှာပေါ့အဲအဲ့ဒီချိန်လောက်ဖြစ်မှာပါကျေးဇူးတင်ပါတယ် အဲ့ဒီအင်ကာနဲ့ညံ့နေက မတန်းနှုကခိုင်းလို့မဟုတ်ဘဲနဲ့မိုးချုပ်စာမှာဆိုင်သိမ့်နေဆိုတာဟုတ်ပါသလားဟုတ်ပါတယ်ရှင်ခိုင်းက9နာရီကျော်ကျော်မှဆိုင်သိမ့်တာပါအဲ့နေရာတော့ကျမယောက်ျားဖျားနေတာနဲ့ဆိုင်စောစောသိမ့်တာပါဘယ်ချိန်လောက်များရှိမလဲတိကျတော့မသိဘူးရှင်9နာရီခွဲလောက်ရှိမယ်ထင်တာပဲအဲ့ဒီလိုဆိုင်သိမ့်ပြီးပြန်တော့မိုးစောစောမချုပ်သေးဘဲနဲ့မောင်ရီပြိုးစာလေးမှပဲဖြစ်မှာပေါ့နော်အဲ့ဒါဆိုရင်တော့ ခက်လန်လန်ကိုလှမ်းပြီးတက်တက်ကွက်ကွက်မြင်နိုင်တော့တာပေါ့ကြည့်ရတာမတန်သူကမျက်လုံးကောင်းပုံမှာပဲဟုတ်တယ်နော်ဟုတ်ကဲ့ကောင်းပါတယ်လမ်းကြားလေးတဲ့ရောက်ချိန်မှာမတန်သူကပက်ဂျရိုမီကိုရောင်တစီရက်ထားတယ်ဆိုတာကိုတွေ့တယ်မဟုတ်လားကားတော့ကားပဲဘာကားလဲကျမမသိဘူးရှင်ကားမျိုးစားမသိဘူးလားဖြစ်နိုင်ပါတယ်ဒါဖြင့်မတန်သူကြည့်ပါဦးကားပုံစံကဟော့ဒီလိုပုံစံမျိုးမဟုတ်လား မေဆန်ရှားကမက်ဇင်းတုတ်တဲကကားပုံကိုထောက်ပြ၏အဲအဲ့ဒါမျိုးဟုတ်ပါတယ်ဒါပက်ဂျေရိုပါမတန်းနုဒါဆိုမတန်းနုတွေ့ခဲ့တာပက်ဂျေရိုကားပုံနော်အယောင်ကမိခိုးရောင်မဟုတ်လားအေးအပြာထင်နေရှင်ထင်နေဆိုတာမသေးကြတဲ့သဘောပဲအပြာမသေးကြတဲ့သဘောပဲဒါဟာလဲမိခိုးရောင်လည်းဖြစ်နိုင်တယ်ဆိုတဲ့သဘောပေါ့နော်ရှင်နေကြီးဦးမင်းထွေးနောင်ကထာယာမထသည်လမ်းကြောင်းပေးပြီး လိုရာတင်းဆွမ်းမိတဲ့မေကွန်မျိုးမှုကန့်ကွက်ပါတယ်။ကျမဆွမ်းမမိပါဘူးရှင်အဖြေသေးခွဲအောင်မိရတာပါ။ရသူကြီးဦးဒီပါကမေးပါဟုခွင့်ပြုသည်။ဦးမင်းထွေးလာမကြင်မချမ်းပြန်ထိုင်သွား၏။အဲ့ဒီကာနာမှာရက်နေတဲ့ကောင်ကလေးကအိမ်ပြန်လာတဲ့မင်းကလေးတယောက်ကိုလက်ကင်ဝါနဲ့ပါးစပ်ပိတ်ပြီးကားပေါ်ကိုတင်းဆွဲတင်သွားတယ်ဆိုတာမသန်းသူတွေးလိုက်တယ်ဆိုတာမှန်ပါသလား။မှန်ပါတယ်။အဲ့ဒီမင်းကလေးကဟော့ဟုံမှထိုင်နေတဲ့မင်းကလေးမဟုတ်လား။ မသန်းတို့ကမာလာကိုလှမ်းကြည့်သည်ဟုတ်ပါတယ်အဲ့ဒီမိန်းကလေးကမတရားပြုကျင့်ခံရပြီးနောက်နှုတ်ပိတ်ခံရတဲ့အနေနဲ့ခေါင်းကိုပြင်းထန်စွာထုရိုက်ပြီးတတ်တာကိုခံခဲ့ရပါတယ်ကန်တီပင်လို့တင်ရွာကနေပြန်လာခဲ့တာဒါပေမဲ့မဏ္ဍန်တွေချွတ်ရင်းပြီးနှုတ်တွေစွန့်အခန္ဓာကိုယ်မတန်မဆန့်ဖြစ်ခဲ့ရပါတယ်ဒါကိုမသန်းတို့မိန်းကလေးချင်းကိုချင်းဆောင်မှာပေါ့နော်မတန်းနုတောင်အဲ့ဒီလိုဖြစ်ခဲ့မယ်ဆိုရင်ဘယ်လိုခံစားရမလဲကျမမပြောတတ်ပါဘူး မသန်းတို့အတန်လေးလံသွား၏ထားပါကျွန်မဆက်မေးပါရစေအဲ့ဒီမိန်ကလေးမာလာကို အာရမကားပေါ်ဆွဲတင်သွားတဲ့သူကဟော့ဟူကတရားခံထိုင်ကုန်းမှာထိုင်နေတဲ့သူမဟုတ်လားမသန်းတို့အကြည့်များကရဲကောင်းမြတ်ထံရွေ့သွားသည်ရဲကောင်းမြတ်ကမူမသန်းတို့ကိုမကြည့်ဟမ်အမ်းမဟုတ်ပါဘူးသူမဟုတ်ဘူးဟုတ်လားမသန်းတို့မမှတ်မိလို့လားမှတ်မိပါတယ်ဒါဖြင့်သူပေါ့ဟမ်အမ်းသူမဟုတ်ဘူးလို့ပြောတာပါ မာလာကိုတဲတဲခွဲခွဲမြင်ရပြီးမှတ်မိတယ်လို့မာလာကိုအာရမကားပေါ်ဆွဲတင်သူကိုလည်းမသန်းနုကတည်တည်ချာချာမြင်လိုက်မှာပါတည်တည်ချာချာကြည့်ပေးပါမသန်းနုရဲ့ပြေကအမှန်တရားအတွက်တိတ်ကိုရေးကြည့်ပါတယ်မသန်းနုကကောင်းငုံပြီးသူမဟုတ်ဘူးဟုခတ်တိုးတိုးဖြေသည်ခေါင်းမော့ပြီးကြဲကြဲဖြေပေးပါ မသန်းနုတရားသူကြီးကမသန်းနုရဲ့မျက်နှာကိုမြင်ရအောင်ရဲ့ မတန်းနူရဲ့ဇကားကိုပြည်ပြည်သက်သာကြီးကြားရအောင်ရဲ့လို့ပါဘာမှကြောက်စရာမရှိဘူးကျမတို့ကမတန်းနူကိုအမှန်မဖြေလို့ဆိုပြီးတော့လဲအန်ဒီရပေးမှမဟုတ်ပါဘူးမကြောက်ပါနဲ့အကျိုးဆောင်ကတက်သေးကိုမေးတယ်မေးကွန်းကတရားရုံးကိုထင်ရောက်ထင်မှားဖြစ်အောင်လုပ်နေတယ်လို့မျိုးဖြစ်နေပါတယ်ကန့်ကွက်ပါတယ်မဟုတ်ပါဘူးမတန်းနူကယူသားနှုံအားတဲ့ဘောနဲ့ကြောက်နေဟန်ရှိလို့ကျမကအားပေးတာပါ တရားသူကြီးဦးဒီပါကအခုမေးနေတဲ့မေးခွန်းတွေထဲမှာရုံတော်နေနဲ့ထင်အောင်ထင်မှဖြစ်စရာမပါပါဘူးဆက်မေးပါဟုခွင့်ပြုလေသည်အဲ့ဒီညကကိုတင်ဦးအိမ်ပြန်လာတော့လမ်းမှာကားတစ်စီးနဲ့ရင်ဆိုင်တိုးခဲ့တယ်နော်ဟုတ်ပါတယ်အဲ့ဒီကားမောင်းလာသူကလမ်းပေါ်မှာကုယုကာယာလျှောက်လာနေတဲ့ကိုတင်ဦးကိုတည်ကျင်လို့လားလို့ဆဲ့သွားတယ်နော်ကျွန်တော်ကတော့တောင်းမှန်သွားတယ်လို့ထင်တာပါပဲထားပါ ရှဲတာပဲဖြစ်ဖြစ်တောင်းမှန်တာပဲဖြစ်ဖြစ်အဲ့ဒီလူကိုကိုတင်ဦးမြင်လိုက်ရတာတော့တေးချတာပေါ့နော်တေးချတာပေါ့အဲ့ဒီကောင်မောင်တဲ့သူကဟော့ဟိုတရားခံထိုင်ကုန်မှာထိုင်နေတဲ့သူ မဟုတ်လားကိုတင်ဦးကကြည်သည်ဆိုရုံများလှမ်းကြည့်ပြီမဟုတ်ပါဘူးဟုတ်ဖြည်သည် မေဆန်ရှားကပြောင်းရည်ကောင်းရဲ့ကိုတင်ဦးရဲ့အဖြေကအမှုမှန်ပေါ်ဖို့အတိတ်ကကြာနေပါတယ်အဖြေတစ်ခုကိုလေးလေးနက်နက်ပေးစေချင်ပါတယ်ဒီအဖြေပေးဖို့ ကြိုတင်သတ်မှတ်ထားသလိုမျိုးနဲ့ပြနေတဲ့သူကိုတိတိကျကျမကြည့်ပဲနဲ့မဟုတ်ပါဘူးလို့ဖြေလိုက်တာကိုကျမအံ့ဩမိပါတယ်။ကဲထားပါလေ။ကားကိုဘာကားလဲလို့မေးရင်လဲနွားလဲမဟုတ်တာတီးကြတယ်လို့ဖြေဦးမှာမဟုတ်လား။ကျမတော့ပါပြီဆက်မမေးတော့ပါဘူး။တိုင်းတရားရုံမှနေ၍မေဆန်ရှားကမာလာကိုတွဲ၍ပြန်ထွက်လာသည်။မာလာကိုတစ်ဖက်မှတွဲလာသူကဥထွေးဖြစ်၏။တရားရုံရှိတွင်လူများရှုပ်လျက်ရှိသည်။ကိုကို မာလာအတွက်အင်္ဂါကားခေါ်ပေးပါမိစံရှားကနောက်မှပါလာသူကိုနေတော့ကိုလှဲ့၍ပြောသည်ရှားတို့တရားဆောင်လေကိုကိုခေါ်လာခဲ့မယ်ကိုနေတော့ထွက်သွား၏မလာမြင်က မာလာနာလာခက်ကမျက်နာမှာချွေမြကိုလက်ကံဘွားဖြင့်တုတ်ပြရန်ပြင်သည်ဒါကို မာလာကမျက်လုံးပြူးကြည့်ဖြင့်ကြည့်ကအိုးဟုအော်လိုက်သည်ဦးထွေးကတမီတမီတမီကိုချွေးတုတ်ပေးမှလေယူရကျင်နာစွာကတ်၍ချော်လိုက်သည် မေဆန်ရှားကဘာမှမပြောဘဲထိတ်လန့်နေဟန်ရှိသောမာလာကို ဆိုင်ငေးကြည့်နေမလာမင်းကအဲ့ဒီလိုပဲဆရာမလေးရေအရင်တကစေုံမာတို့ကလည်းတီလို့ပဲဟုမေဆန်ရှားကိုလှည့်ပြောသည်ထိုချိန်တွင်တရားရုံးထဲမှရဲကောင်းမြတ်နှင့်ရဲနှအူထွက်လာသည်ရဲကောင်းမြတ်တို့နောက် မလန်မကန်မှဥကျော်မြတ်နှင့်ဒေါ်ခင်ရင်ကြီးတို့ကရှေ့နေကြီးဦးမင်းထွေးနောင်နှင့်အတူပါလာသည်မေဆန်ရှားကရဲများကိုလှမ်းကြည့်လိုက်သည်ရဲများကလည်းမေဆန်ရှားကိုလှမ်းကြည့်ပြီးလျှင် ရဲနှူးကရဲကောင်းမြတ်အားမေဇန်ရှားတို့ရှေ့သို့ဖြတ်တန်းခေါ်ဆောင်လာသည်မေဇန်ရှားကမာလာဤလမောင်းကိုစုပ်ကိုင်းနှစ်သိမ့်ပေးနေရမှရဲကောင်းမြတ်ဘက်သို့လှည့်ပေးလိုက်သည် မာလာမျက်လုံးများနှင့်တဲ့တဲ့သို့ရဲကောင်းမြတ်ရောက်လာသည်နှင့်ရဲကောင်းမြတ်ကမာလာကိုမတိမသာဖြတ်ခနဲလမ်းကြည့်သည်မာလာမြင်၌ရဲကောင်းမြတ်မျက်နှာတင်းတင်းရှားရှားဖြစ်သွား၏မာလာအထိတ်တလန့်ဖြစ်က သူမ၏လက်မကိုစုပ်ကန်ထားသောမေဇန်ရှားနှင့်ဦးထွေးတို့၏လက်များမှယုံကန်ရင်အော်ဟစ်လိုက်သည်။မာလာအော်တန်ကြောင့်ရဲကောင်းမြတ်လန့်သွား၏။မာလာကိုလည်းစိုးရွံ့စွာကြည့်နေသည်။မာလာသည်ရဲကောင်းမြတ်ကိုကြည့်ရင်မျက်လုံးပြူးမျက်စံပြူးနှင့်အော်ဟစ်ရင်းယုံကန်နေရခဲ့သည်။ရဲနူးကရဲကောင်းမြတ်ကိုခေါ်၍တဖြည်းဖြည်းဝေးသွားသည်။မာလာကတုန်လှုပ်ခြောက်ခြားစွာအော်ဟစ်နေစေ။ဦးလေးဒါရဲကောင်းမြတ်ကိုမာလာမှတ်မိတဲ့လက္ခဏာပဲ။မေဇန်ရှားကဦးထွေးကိုပြောလိုက်သည်။ဟုတ်တယ်။ ဟုပြောရင်ဥထွေးကမာလာကိုရင်ခွင်တွင်ထွေးပွေကပခုံးကိုပို့၍ချော့နေသည်အနားတွင်ကားတစီထိုးဆိုင်လာ၏ကိုနေတော်ငှားလာတော့အငါကအငါကပေါ်မှာကိုနေတော်ရှင်းလာသည်ဥလေးနဲ့မလာမြင့်ကားပေါ်တက်ပါမေဇန်ရှားကဥထွေးကိုမျက်ရည်ပြကခတ်တူတူပြောလိုက်သည်ဥထွေးကခေါင်းငင်ပြ၏မေဇန်ရှားကမာလာကိုတွဲထားပြီးဥထွေးနဲ့မလာမြင့်ကကားတစ်ဖက်သို့ထွက်သွားကတကားကိုဖွင့်၍တက်သည် မေဇန်ရှားကအနားမှာလာရက်တော့ကိုနေတော်ကိုကြည်လိုက်သည်ကိုနေတော်ကလက်ကင်ဘွားတစ်ထည်ကိုထုတ်ခါပြုံးငင်းနေမလာပါဇက်ကိုလက်ကင်ဘွားပြင်အုပ်၍မေဇန်ရှားဖွင့်ပေးထားသောကားရကားမှမလာကိုကားနောက်ခန်းသို့တွန်းသွင်းလိုက်သည်ရုပ်ရက်ကြုံလာသောဖြစ်ရကြောင်းမလာအလွန်တရာကြောက်လန့်သွားကတူဦးတအားအော်ဟစ်လိုက် ကိုနေတော်ကပါကားထဲသို့ဝင်လာပြီးမလာကိုချုပ်ကင်ထားလိုက်ရာမလာအကြောက်ကန်ရုံကန်အော်ဟစ်ရင်းတတိလက်သွားတော်သည် ။ဦးထွေးကသမီးဖြစ်သူကိုကိုနေတော့လက်မှာဆွဲယူကရင်ခွင်တွင်၌ထွေးပွေထားလိုက်သည်။ကျွင်တော်မျက်နှာဖြင့်လည်းမလာကိုလှုပ်၍ခေါ်နေ၏။မလာမြင့်ကလည်းမျက်နှာတွင်သွေးမရှိတော့သလိုကြည့်ရင်းတုန်နေ၏။သမီးသမီးလေးသမီးလေးကားဆရာကကြောင်ငယ်ပြီးနားမလဲစွာကြည့်နေသည်။မောင်မကားဆရာဘာမှမဖြစ်ပါဘူး။ကိုနေတော်ကကားဆရာကို ပြောပြီးကားတွင်းမှပြန်ထွက်လိုက်သည်မေဆန်ရှားကကားတကားကိုပိတ်ပင်းပြင်းထဲမှခေါင်းကဥလီစိတ်မပူပါနဲ့ ကျမတို့ဆရာဝန်ကြီးရဲ့ခွင့်ပြုချက်ယူတော့ကဆရာဝန်ကြီးကပြောခဲ့တယ်မဟုတ်လားသူကြောက်လန့်ပြီးမိသွားနိုင်တယ်လို့လေမကြခင်တတိပြန်ရမှာပါစင်းယုံရောက်ရောက်ချင်းဆရာဝန်ကြီးစီကိုတတင်းပို့ပါကျမတို့နောက်ကလိုက်လာခဲ့ပါမယ်တွားကြတော့ခုပြောလိုက်ဦးထွေးကကောင်းငယ်သည်ကားဆရာကကားကိုမောင်းထွက်သွား၏ကားထွက်သွားရာကိုမေဆန်ရှားနေကိုနေတော့ငေးကြည့်ရင်ကြံရိတ်ခဲ့ကြခြင်းအနာတို့လူတယောက်လာရက်သည်ကြားသူမဟုတ်ရဲအောင်မင်းဖြစ်လေသည် ကြီးကျူပါတယ်ဗျာမတ်မေဆန်ရှာဒီနေ့တရားခွင်မှာမတ်မေဆန်ရှာမိတာတွေကောက်มาတယ်ပြီးတော့သူတို့ကိုစိတ်ချောက်ချားအောင်တုံ့နှုတ်အောင်လုပ်လိုက်တာလေးကလည်းထိရမှုရှိတာပဲတရားခွင်တဲကိုမတ်မေဆန်ရှာ ဝင်လာချိန်မှာသူတို့တွေရဲ့မျက်နှာအပြောင်းလဲကိုကြည့်ပြီးကျွန်တော်အားရချေနှက်သွားတယ်ဒါစိတ်တည့်ရရာစစ်စင်မှုတမျိုးပဲမေဆန်ရှာကပြုံးလိုက်သည်ရှိတဲ့ဘက်ယုံချင်းကြမှာသူတို့အသက်ရှူမှားသွားစေမဲ့တက်တေတွေကိုထုတ်မယ်လေဒီနေ့တော့သူတို့ဘက်ကသာစည်းပဲဆိုတဲ့အသည့်မျိုးနဲ့ သူတို့ကိုပေးချပါတယ်။နက်ပြန်ခရယုံမှာယုံချင်းစမယ်နော်။ဥထွေမှုလား။ဟုတ်တယ်။အဲ့ဒါလဲသူတို့ကိုရှေ့ကတာထွက်စောပေးပြီးရှေ့ကနေဥဆောင်ပြေးခန့်ရမှာပဲ။အေး။ရှားတို့ကမေးလိုက်ရုံပဲရမယ်။ကြော်ပြေးခြင်းလို့မရဘူး။ချင်းနေကကောင်းမှာမလား။ဖះကကြည့်မနေပါဘူးကိုအောင်မင်းရဲ့။ကဲမမ်မေဆန်ရှားတို့ဘာစားပေးပြီလဲ။ကျွန်တော်ကြွေးမယ်။စားတော့ပါဘူးနောက်မှပဲစားတော့မယ်ကျမတို့စိတ်ယုံလိုက်သွားရအောင်မယ်အဲဒါဆိုလည်းကောက်မှပြီဗျာမနေ့ပြန်ခရံရုံမှာတွေ့ကြတာပေါ့ ရဲအောင်မင်းကနှုတ်ဆက်ပြီးအနောက်မှပြန်ထွက်သွားသည်မေဆန်ရှားကကိုနေတော့ဘက်သို့လှဲ့ကာပြုံးရင်းကဲကိုကိုရှားရုတွေငါးကားခေါ်စီုံလိုက်သွားရကိုနေတော့ကရှားလက်ကို ဖြတ်ခနဲ့ဆွဲလိုက်သွားစို့စောစောကပဲကားတစီကို ပြောထားခဲ့ပြီးသားဟုတ်မှာနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတုတ္တပါ